အင်းနေဝင်နေတဲ့အင်လွှတ်စာပရိသတ်တွေရေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွှတ်စာစီစဉ်လေးတွေမှာတော့ channel မှာရှိတဲ့အသေးရလေးကြီးခုပြီးတော့အချင်းချင်းလေးချက်ကြပါမယ်ငါးကိုကျွတ်ကျွတ်လေးကြောပြီးတော့ငပိတုတ်တို့စီဟာအစုံနဲ့ထမင်းစားကြမယ်နော်အရင်ဆုံး channel မှာရှိတဲ့အသေးရလေးတွေကို like ခုပါမယ်ရှင် ကမုန်းချင်ရလေးနုနေရတွေ့ရနဲ့ဒီမှာဗီလော့ပီနံဥလိရှိနေရနဲ့အချင်းရင်းလေးချက်ပါမယ်အချင်းရင်းလေးနဲ့ဆိုငါကြော်လေးနဲ့မှလိုက်တာဆိုတော့လေဈေးကနေငမုတ်တကောင်ရခဲ့ပါတယ်ရှင်ငါအရင်ကင်ပါမယ်နော်ငါကိုစားဝင်အောင်လို့ခက်စစ်စစ်လေးမုံပါမယ်။ပြီးရင်တော့ရေစေးပါမယ်။ ရေးစီးပြီးရင်တော့စားနနှွေးနဲ့အရသာဝင်အောင်နေပြီးတော့မှနှက်ထားလိုက်ပါမယ်ရှင်။အချင်းချက်ဖို့အတွက်ကကမုန်းချိန်ရွက်လေးတွေချွေးပါမယ်နော်။ပြီးရင်တော့ပီလော့ပီနံအိုးကိုအခွန်လေးမှာပေးပါမယ်။ရေးစီးပြီးတော့မှအနေတော်အတုံးလေးတွေတုံးထားလိုက်ပါမယ်ရှင်။ခွဲသီးကိုလည်းအကျော်လေးတွေဖဲပါမယ် ပြီးရင်တော့ရေးဆေးပြီးတော့လေးပါမယ်ရှင်။မေဆောင်ကားသီးလေးကိုလည်းလေးပါမယ်။ချွေထားတဲ့ကပုန်းချင်ရွက်လေးကိုလည်းရေးဆေးပြီးတော့လေးပါမယ်နော်။ထည့်ရမယ့်ပောင်ပစ္စည်းလေးတွေအားလုံးပြီးပြီဆိုတော့ပြင်ဆင်ချက်လို့ရပါပြီရှင်။အနံလေးမူရောင်လို့ကြက်သွန်ဖြူနဲ့ငရုတ်ဒီစိန်ထောင်းတာလေးကိုထည့်ပါမယ်။အရသာအနေနဲ့ကတော့စိမ်းစားငပိအနေငယ်နဲ့ဇာအရသာမုံနဲ့ဇနွေးမုံကြီးထည့်ပါမယ်။ အယောင်တင်မုတ်နေငယ်နဲ့စီလေးနေငယ်ပါတယ်ဆိုရင်လေးထည့်ပြီးတော့မှတမတော်အောင်လို့နေလိုက်ပါမယ်နော်ကပိုးစီရွက်ကိုတော့နောက်မှထည့်မယ်ပေါ့နော်အရသာတွေတမသွားပြီဆိုရင်တော့ရေးထည့်ပြီးတော့မှပီလောပီနံကိုချက်တဲ့ဒီကိုချက်ထားလိုက်ပါမယ်ရှင်အချင်းချက်ထားတော့မှငါချော်ပါမယ်နော်စီဆူအောင်လို့အရင်တင်လိုက်ပါမယ်စီဆူပြီးဆိုကမှနှက်ထားတဲ့ငါထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင် တစ်ဖက်ကျွပြီဆိုကမှတစ်ဖက်လေပြီးတော့ကျော်ပါမယ်ရှင်။ဝါးငါးကျော်အနံ့လေးကတော့မွေးနေရပါပဲရှင်။ငါးကျော်လေးကနှစ်ဖက်လုံးလေးကျွတ်ကျွတ်လေးဖြစ်နေပြီဆိုတော့လေငါးကျော်လေးကတော့ကြာပါပြီရှင်။ပူပူမွေးမွေးငါကျွတ်ကျွတ်ကျော်လေးကတော့ကျက်ပါပြီရှင်ချက်ထားတဲ့ဟင်းကတော့ဟင်းရည်လေးကလည်းခန်းနေပြီ ီလော့ပိနံဦးလေးကလည်းနူးနေပြီဆိုတော့လှီးထားတဲ့ကပွန်းချင်ရလေးထည့်ပြီးတော့ချက်ထားလိုက်ပါမယ်နော်။ကမွန်ချင်ရွက်ထည့်ပြီးရင်တော့အကြာကြီးချက်စရာမလိုဘောနော်ချင်းနဲ့အရသာထွက်လာရင်ရပါပြီရှင်အရသာမြည်ကြည့်ပြီးရင်တော့လိုအပ်တာတွေထည့်လို့ရပါတယ်ကမွန်ချင်ရွက်ရင်အနံ့လေးကလည်းမွေးနေရပါပဲရှင်ကမွန်ချင်ရွက်အချင်းလေးကကြက်ပြီးဆိုတော့လေနေတိုင်းထမင်းဝိုင်းမှာမပါမဖြစ်ဖြစ်တဲ့ငပိတုပ်လေးတုပ်ပါမယ်နော် ဒီနေ့ငပိတုတ်ကိုကတော့ပအုံးရီလေးနဲ့ပအုံးရီငပိတုတ်ထားပါတယ်ရှင်။တို့စရာလေးတွေကတော့ခြံထဲမှာရှိတဲ့အသီးရွက်လေးတွေကိုပြုတ်ထားရပါတော့။ငချောက်ဖုတ်လေးကိုလည်းပြင်ထားပါတယ်ရှင်။ကဲဒီနေ့ထမင်းဝိုင်းလေးမှာတော့ပအုံးရီငပိတုတ်နဲ့တို့စရာလေးရဲ့အချင်းဟင်းလေးနဲ့လိုက်တဲ့ငါကျွတ်ကျွတ်ကျော်လေးရဲ့ငချောက်ဖုတ်စီစမ်းလေးနဲ့ထမင်းစားကြပါအောင်ရှင်။တို့စရာလေးတွေကလက်လက်ဆက်ဆက်လေးဆိုတော့ဒီချိုးနေရပဲပေါ့နော်။အချင်းလေးကလည်းတော်တော်လေးပုံမှာတောက်လို့ကောင်းပါတယ်။ ပြီးတော့ပြည်နယ်ဦးလေးရကြတော့နူးဤပြီးတော့မှစားလို့ကောင်းနေရပါပဲရှင်။ကပွန်းချင်တဲ့ချက်တလို့ပဲချမောင်ရလီနဲ့ချက်စားလို့လည်းရပါတယ်နော်။ပူပူမွေးမွေးငါးကြော်လေးကလည်းစားလို့ကောင်းနေရောပါပဲရှင်။ကပွန်းချင်ရွယ်နေချက်တဲ့ပြီးတော့ပြည်နယ်အချင်းဟင်းလေးရဲ့ငါးကြော်လေးရှိပြီးတော့မှငငယ်ရအိမ်မှာစားခဲ့ရတဲ့ချမင်ဝိုင်းလေးကိုအလွမ်းပြေချလိမ့်မယ်လို့ညွှန်လင်းပါတယ်။ င်းနေဝေးနေတဲ့အင်္ဂလစာပရိသတ်လေးတွေအားလုံးလည်းအမြန်ဆုံးအင်ပြန်နိုင်ပြီးတော့မိသားစုထမင်းလက်ဆောင်စားနိုင်ကြပါစေလို့အင်္ဂလစာဖွယ်သားတွေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်။